အားလုံးပဲမင်္ဂလာပါ1389ခုနှစ်သင်္ကြန်စာဟောကိန်းအရကျန်ရှိနေသေးတဲ့နိနန်ဒီဖြစ်တဲ့ကြာသာပတိတောက်ကြစနေနေ့မွေးဖွားသူမများရဲ့1389ခုတနှစ်တာဟောကိန်းအကြောင်းတွေကိုတင်ဆက်ပေးပါမယ်ကြာသာပတိနေ့မွေးဖွားသူများဟာယခုနှစ်မှာဆိုရင်လူအများကုန်ပြူလေးစားလောက်တဲ့ဘဝကိုဖော်ဆောင်နိုင်သူဖြစ်လာပါလိမ့်မယ်မိတ်ဆွေတင်များနဲ့အတိုင်းဝိုင်းနယ်ပယ်ကိုချဲ့ထွင်နိုင်သူဖြစ်လာမယ်နေ့ဖြစ်ပါတယ် ရတနာပစ္စည်းရောင်းဝယ်ခြင်းဖုန်းနဲ့ဆက်ဆက်ပစ္စည်းရောင်းဝယ်ခြင်းပြည်ရင်းပြည်ပခရီးသွားဝန်ဆောင်မှုလုပ်ငန်းအိမ်ချမ်းမြေအကျိုးဆောင်ခြင်းလုပ်ငန်းတွေမှာကောင်းပါတယ်။မိမိလုပ်ငန်းခွင်မှာတပားသူကဩဇာလွှမ်းမိုးခြင်းခံရတတ်ပါတယ်။ရင်းနှီးသူများနဲ့စကားများတတ်ပါတယ်။စိတ်တူဒေါသထွက်လွယ်ပါတယ်။အလို့တကြီးပြောဆိုခြင်းများပြုလုပ်တတ်ပါတယ်။လုပ်ငန်းကိစ္စအတွက်တနည်းငယ်တော့ကြသားသမီးများနဲ့တွဲဖက်လုပ်ကိုင်တင်ပါတယ်။ပြိုရွယ်သူများအနေနဲ့မိမိလက်ရှိချစ်သူအနေထားထက်မြမသောမေတ္တာရေးရာကိစ္စများပေါ်ပေါက်တတ်ပါတယ်။ ခိုင်မြဲတဲ့အခြေခံအခွင့်အလမ်းကြုံမဲ့နေ့ဖြစ်ပါတယ်။အိမ်နောင်ရှင်များသားသမီးအတွက်သတင်းထူးများကြားရပါမယ်။ပျော်ရွှင်မှုများနဲ့တာယာတဲ့အိမ်နောင်ရေးဖြစ်ပေါ်လာပါမယ်။အခြေရေးကြောင့်ပညာရေးအခွင့်အလမ်းများနှောင့်နှေးသွားတတ်ပါတယ်။သင်ကြားတက်မြောက်တဲ့ပညာအားတပါးသူကိုပြန်လည်ပို့ချနိုင်တဲ့အနေအထားအထိတက်မြောက်လာမယ်။ကျမ်းမာရေးမှာအာယုံကြောအားနေတာ၊လေနာယောဂါထုံနာကျင်နာယောဂါခေါင်းကိုက်ခဲခြင်းအကြောတက်ခြင်းများခံစားရခြင်းရှိပါတယ်။ရတရားအနေနဲ့ကတော့ မိမိမွေးနေ့မှာမေမျိုးပန်းစိတ်တပွင့်လူပေးပါ။တပြေညွန့်ဆွေတော်ညွန့်တရေညွန့်စကားဝါပန်းများဖះမှာပူဇော်ပေးပါ။ငချိတ်ပေါင်းပဲပြုတ်အကျော်ဆုံးမုန်းကျွများလှူပေးပါ။တနှစ်တာလုံးကြိုးပေးကနန်းတေကတော့၄၁၆၅ဖြစ်ပါတယ်။တောက်ကြနေ့မွေးဖွားသူများရဲ့1388ခု တနှစ်တာဟောကိန်းကတော့မိမိကိုမိမိထိန်းချုပ်နိုင်စွမ်းရှိသလိုထိတွေ့နေတဲ့ဝင်းကျင်အပေါ်မှာလည်းစိုးမိုးထိန်းချုပ်နိုင်စွမ်းမြင့်မားလာပါမယ်။ ဂရီဟာဖြစ်နေတဲ့ကိစ္စတွေတကူယတိပြတ်ဆုံးဖြတ်ပြီးတော့တိုးတက်မှုအဆင့်ကိုတဖြည်းဖြည်းဆောင်ရွက်လာရပါမယ်။ကုန်မပစ္စည်းရောင်းဝယ်ခြင်း၊စတိုးဆိုင်တည်ဖွင့်ခြင်း၊အလှကုန်ပစ္စည်းများနဲ့ဖန်စီလုပ်ငန်းထိဖက်နှက်။အတူညအထည်ရောင်းဝယ်ခြင်းမှာကျိုးမြတ်ခန်းစားရခြင်းရှိပါတယ်။ယာရုကုန်တည်င်းကြော်စောခြင်း၊နေရာပြောင်းရွှေ့ခြင်းများရှိပါမယ်။ကာလရှည်ကြာကြိုးပမ်းထားတဲ့ကိစ္စတွေမှာကောင်းတဲ့အကျိုးဆက်များခန်းစားရတတ်ပါတယ်။ဆက်ပစ္စည်းလျှက်စစ်ပစ္စည်းတွေကိုတည်ထားကြင်တွေပါ။ ငွေကြေးကိစ္စရပ်များချိန်ငါခြင်းတတိပြုဆောင်ရွက်ပါဆွေမျိုးမိတ်အေးဆော့တွေကိုကူညီဆောင်ရှောက်မှုများပေးရတတ်ပါတယ်အချစ်ရေးမှာစမ်းပွင့်ပြီးတဦးထက်မကသောချစ်သူများနဲ့ဆုံတွေ့ရတတ်ပါတယ်ချစ်သူရဲ့အထင်လွဲမှားမှုများဖြေရှင်းရတတ်ပါတယ်အလုပ်တစ်ဖက်ပညာရေးတစ်ဖက်နဲ့တိုးတက်မှုများဖန်တီးနိုင်စွမ်းရှိပါမယ်ကျမ်းမာရေးမှာမတော်တဆထိခိုက်မှုအနေရများကြုံခြင်းအစစ်မြစ်ကြိုက်ခဲခြင်းနဲ့စိတ်တကြဆင်းခြင်းခါအောက်ပိုင်းယောဂါများဖြစ်ခြင်းသွေးအားနည်းခြင်းများဖြစ်တတ်ပါတယ်။ရတရာအနေနဲ့ကတော့ မိမိမွေးနေ့မှာအဖြူရောင်နှင်းစီပန်းစည်းညွန့်ရဲရုံညွန့်တက်ကဲ့ညွန့်ဆက်တညွန့်တို့ကိုပေါင်းပြီးဖះမာလှူပေးပါ။ကောင်းငင်းပေါင်းအုံထမင်းစတုမတူရိုလှူပေးပါ။တတိဖြော်ရည်တံပရာဖြော်ရည်တတိငါးမျိုးနဲ့ယုံငါမျိုးလှူပေးပါ။အချိုးပေးကနန်းတွေကတော့3 8 3ညခွန်ဖြစ်ပါတယ်။စနေနေ့မွေးဖွားသူများရဲ့1389ခုနှစ်တနှစ်တာဟောကိန်းအရစေနေ့မွေးဖွားသူများဟာ လုပ်ငန်းခွင်လှုပ်ဆောင်ရမှာဇွဲကြီးခြင်းနဲ့အတူစိတ်အားထက်သန်စွာလှုပ်တတ်ပါတယ်။ဆောင်ရွက်ရတဲ့အကြောင်းအရာကိုအရှိန်ဟုန်ပြင်းစွာ ရှေ့တိုးလုပ်ကင်တက်လို့တဲ့အလေးထားရှိမယ်။စွန်စားမှုမေးတဲ့ကိုနှစ်သက်လာလိမ့်မယ်။ဟီရင်းပြပလုပ်ငန်းခွင်အတွက်အဆက်အသွယ်အသစ်များရရှိပြီးတော့လုပ်ငန်းများဆောင်ရွက်ရပါမယ်။အစုရှယ်ယာဝင်ခြင်း၊အင်ဂျင်မြေကျိုးဆောင်ခြင်း၊စိုက်ပျိုးရေးပစ္စည်းများရောင်းဝယ်ခြင်း၊မြေဩဇာနဲ့ဆန်ရောင်းဝယ်ခြင်းများကောင်းပါမယ်။ခရီးစကားပြက်ပြီးတော့လူမှုရေးအရှုပ်ရှင်းတွေဖြစ်ပေါ်လာတတ်တယ်။ လူစုလူဝေးနဲ့ပွဲလန်းတဲ့ပင် နေရာထိုင်ခင်းကိစ္စများပြောဆိုဆောင်ရွက်ခြင်းအငွေနှစ်ကိစ္စများညှင်းခုံရတဲ့ခြင်းများကြုံတွေ့ရပါမယ်။လုပ်ငန်းကိစ္စမှာဗုဒ္ဓဟူသောကြသားသမီးများနဲ့တွဲဖက်ဆောင်ရွက်သင့်ပါတယ်။မြောက်အရက်ခီးသွားခြင်းရှောင်ပေးပါ။အချစ်ရေးမှာဘေးစကားများအနှောက်အယှက်ကြုံတွေ့ရပြီးလမ်းခွဲရတဲ့အနေအထားကိုပြောင်းလဲသွားတတ်ပါတယ်။ချစ်သူကိုအလိုလိုက်တာကြောင့်စိတ်တော်ကကြုံတွေ့ရတတ်ပါတယ်။အိမ်အောင်ရှင်များဇနီးမယားအတွက်ငွေကုန်ကြေးကြများတတ်ပါတယ်။ မိမိရည်မှန်းသလောက်ထုံးပေါက်မယ်။ဒါမှမဟုတ်မိသားစုကိစ္စများအတွက်ကြောင့်ပညာရေးနောက်နေတတ်ပါတယ်။ကျန်းမာရေးမှာအေးမိခြင်းထုံခြင်းကြိုက်ခဲခြင်းလေးဗန္နာယောဂါခါအောက်ပိုင်းယောဂါများဖြစ်ခြင်းမိရဲ့ယောဂါများဖြစ်တတ်ပါတယ်။ရတရာအနေနဲ့ကတော့မိမိမွေးနေ့မှာအနီရောင်နှင်းစီပန်းမင်းမြို့ပန်းဒန်းညွန့်တီးညွန့်ဇွန်ညွန့်သုံးညွန့်စီထည့်ပြီးဖျားပူဇော်ပေးပါတန်ဃာတော်များအားအုံလို့ခောက်ဆွဲထမှတ်နေနှမ်းမုံလိန်ကြီးမှဖြော်ရည်များကတ်လှူပေးပါ။ ခီးသွွာလာရမှာအုံညွန့်ကိုဆောင်းသွွာပါအကြီးကဲပုပ်ကိုများကိုထီးဖနက်အဝိထေများတရားစာဥစ္စာပေများလှူဒန်းပေးပါတနှစ်တာလုံးအတွက်အကျိုးပေးတဲ့ခဏန်းတေကတော့5 2 4 9ဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်လဲတင်းကြံစာဟောကိန်းအရမြမပြည့်ရဲ့အကောင့်တွေတည်ဆောင်လာမယ့်လာအလိုက်ဟောကိန်းတွေကိုအမြဲတင်ဆက်ပေးသွားပါဦးမယ်